ဒီပိရမစ်ဟာကမ္ဘာပေါ်မှာအလျောက်ဆုံးအဆောက်အုံတစ်ခုဖြစ်ပြီးကမ္ဘာအံ့ဖွဲ့ခုနှစ်ခုထဲကတစ်ခုဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။ဒီအဆောက်အုံသာမရှိခဲ့ရင်ကျန်ခဲ့တဲ့အံ့ဖွဲ့၆ခုကိုတောင်တန်နာရီအဖြစ်သတ်မှတ်ခံရနိုင်ပါတယ်။ဒါကတော့ဖာရိုဘီယံရဲ့ဂျိန်စာတင်ခဲ့တဲ့အီဂျစ်ပိရမစ်ပဲဖြစ်ပါတယ်။ ဒီပိရမစ်ဟာဘလို့လျှော့ဝှက်ချက်တွေကိုဖုံးကွယ်ထားတယ်လေကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်ခဲ့တဲ့ခူဖူပိရမစ်ဟာအမြင့်မီတာ146အထိရှိပြီးကြောက်တုံးပေါင်း1.3တန်းနဲ့ဖွဲ့စည်းထားပါတယ်ကြောက်တုံးတုံးချင်းစီဟာတန်ပေါင်းများစွာအလေးချိန်ရှိပါတယ်ကျောက်တုံးတွေကိုဖြတ်တောက်ပြီးအချင်းချင်းတင်းတင်းကြပ်ကြပ်ကွက်တိဖြစ်အောင်ပြုတ်လုထားတဲ့အတွက်အလွန်တိကျမှန်ကန်ပြီးပြည့်စုံစွာပေါင်းစပ်ထားတာပါဒီလိုကြီးမားတဲ့အင်ဂျင်နီယာလုပ်ငန်းကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း4600ကျော် ကျေးခစ်ကရှေးဟောင်းအီဂျစ်လူမျိုးတွေကဘလို့များပြီးများအောင်လှုပ်ဆောင်နိုင်ခဲ့တာလေ2013ခုနှစ်မှာသုတေသနပညာရှင်တွေကပင်လယ်နီရဲ့အစွန်အပြားမှာခူဖူခစ်က ပါရိုင်းရက်စာလိတ်တစ်ခုကိုချက်ဖွေ တွေ့ရှိခဲ့ပါတယ်လေးလာမှုတွေရဒါဟာအဲ့ဒီခေတ်ကပိရမစ်တိဆောက်သူတဦးရဲ့နေစဉ်မှတ်တမ်းတစ်ခုဖြစ်တယ်လို့သိရပါတယ်မှတ်တမ်းထဲမှာဖော်ပြထားတဲ့တဲလွန်စားတွေကတဆင့်စူးစမ်းရှာဖွေတဲ့လူတွေဟာပိရမစ်ကိုရှေးဟောင်းတန်လိုက်ဆွမ်းအားနဲ့တိုင်းတာခဲ့ရမှာကြောက်တောင်းအလုံးတူညီတဲ့တန်လိုက်ဆက်ကွင်းတွေရှိနေတာကို တွေ့ရပါတယ်တစ်ချိန်တည်းမှာပဲစူးစမ်းရှာဖွေတဲ့လူတွေဟာအစ်ကြီးရဲ့မြေဆေးတွေကထုံးကြောက်တူလောင်မှု ကုပမီတာတန်ပေါင်းများစွာရှိနေတာကိုလည်းတွေ့ရှိခဲ့ပါတယ် ကေအိုလင်လိုမျိုးအဖြူရောင်မြေစည်းနဲ့ရောဆက်ပြီးရေထဲထည့်လိုက်တဲ့အခါမှာတက်ပြုတ်မှုတွေဖြစ်ပေါ်ပြီးနိုင်ရင်နေငယ်အကြမှာပဲပိရမစ်တွေလိုမာကျောတဲ့ကြောက်တုံးအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဒါပြင်အီဂျစ်လူမျိုးတွေကပစ္စည်းမျိုးမျိုးကိုရောဆက်ဆန်းတက်ရင်းနဲ့မတော်တဆအထူးဖန်တမျိုးကိုဖန်တီးမိပါတယ်။အဲ့ဒီဖန်ကိုနေအောင်အောက်မှာထားတဲ့အခါချဲ့ကြည့်မှန်ဘလူးလိုဖြစ်သွားပြီးတော့မကြခင်မှာပဲအပူချိန်ဆက်စီးရဲ့2000ဒီဂရီအထိရောက်ရှိသွားနိုင်ပါတယ်။ကြည့်တွေ့နေတဲ့ granite ကြောက်တွေကိုတစချင်းစီအေးပြောစီပါတယ်ဒီအပြင်အစ်ချစ်လူမျိုးတွေဟာရေနဲ့အရာဝတ္ထုတွေရဲ့အလေးချိန်ကို တိုင်းတာနိုင်ပြီးအချိန်ကိုမှတ်တမ်းတင်နိုင်တယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရပါတယ်တဲနာရီနဲ့စင်တူတဲ့ရေနာရီတမျိုးကိုလည်းတီထွင်ခဲ့ကြပါတယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ရှေဟောင်းအီဂျီစရုပ်ထမင်းဆက်ကဖာရိုဘီယန်ခူဖူးဟာသမိုင်းတလျှောက်အကြီးဆုံးပိရမစ်ကိုတည်ဆောက်ဖို့စီစဉ်ခဲ့ပါတယ်ဒီလိုကြီးမားတဲ့အင်ဂျင်နီယာလုပ်ငန်းကို အစ်ချစ်လူမျိုးတွေဘလို့များတိဆောက်ခဲ့တာလဲ BC 2580လောက်ကအစ်ချစ်လူမျိုးတွေဟာသူတို့ပိုင်ဆိုင်ထားတဲ့ဘူတုတတွေအလုံးကိုဒီပိရမစ်ထဲမှာပေါင်းဆက်ထည့်သွင်းခဲ့ပါတယ်ဆောက်လုပ်ရေးနေရာကိုဂီဇာကုန်းမြစ်မှာရွေးချယ်ခဲ့ပါတယ်ဒီနေရာမှာကွန်ကရစ်ပြုလုပ်ဖို့လုံလောက်တဲ့မြေစည်းနဲ့ထုံးကျောက်တွေရှိပါတယ်ကွန်ကရစ်ပြုလုပ်ဖို့အတွက်ရေအမြောက်အများလိုအပ်တာကြောင့်နိုင်မြင့်ရေကြီးချိန်ကိုကွက်တိပြုလုပ်ခဲ့ပါတယ်အစ်ချစ်လူမျိုးတွေဟာဒုတ်တွေနဲ့ကျိုးတွေကိုအသုံးပြုပြီးတော့ပိရမစ်ကိုတိနေရာသတ်မှတ်ပြီးတဲ့နောက်မှာတော့ကွန်ကရစ်ကို ပုံဖော်ခွက်တွေထဲလောင်းထည့်ခဲ့ကြပါတယ်။တိကျတဲ့တွက်ချက်မှုတွေကနေတစင်အလွာတိုင်းကိုကြိုတင်ဒီဇိုင်းဆွဲထားတဲ့ပုံစံခွက်အတွင်းကိုတွန်းလောင်းခဲ့ပါတယ်။ပိရမစ်ရဲ့အရှုပ်ထွေးဆုံးဖြစ်တဲ့ရေရင်းနေရာကို ရောက်တဲ့အချိန်မှာတော့ကောင်းကင်ကအတောက်ပဆုံးကျဲဖြစ်တဲ့ Sirius ကျဲဟာ အပေါ်ဆုံးကြောက်တုံးစီကိုတိုက်ရိုက်ရအောင်မီတာအနည်းငယ်ခြားတိုင်းတိုင်းတာမှုတွေပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီလိုခန်းနားထဲဝါတဲ့အဆောက်အုံကြီးကိုတိဆောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်လူအများစုကပိရမစ်ကိုလူသားတွေတိဆောက်ခဲ့တာမဟုတ်ဘူးလို့ယူဆနေကြတာလဲ။ပထမချက်အနေနဲ့ခူဖူပိရမစ်ရဲ့ထိပ်ဖြားဟာမြောက်လက်တီကျူ29ဒရမ6.9258မှတရှိပြီးတော့အလေးရအလင်းကတစ်စက္ကန့်ကို1.9998ဒရမ58ကီလိုမီတာဖြစ်နေတာကိုတွေ့ရပါတယ်။ဒါ င်မကသေးပါဘူးခူဖူပိမရဲ့အနာအလျားကိုနှစမြောက်ပြီးတော့အမြင့်နဲ့စားလိုက်တဲ့အခါမှာတော့ဆက်ဝိုင်းပတ်လေပိုင်တန်ဘို3.1415ဆိုတဲ့ဟာရီနဲ့တိကျနီးပါးတူညီနေတာကို တွေ့ရပါတယ်ဒီတန်ဘိုးဟာအခီမီးစ်ကပထမဦးဆုံးတင်ပြခဲ့တဲ့ တန်ဖိုးဖြစ်ပါတယ်ဒါပေမဲ့အဲ့တန်ဖိုးထက်နှစ်ပေါင်း2000စောပြီးသူတို့ကသိရှိနေတာပါကနန်းတွေဟာတိုက်ဆိုင်မှုတသက်ပဲလားဒါမှမဟုတ်မူလတိဆောက်ထားတဲ့လူတွေကပဲတမင်တကာခြံထားခဲ့တဲ့တည်င်းချက်လက်တမျိုးလားပိုပြီးမယုံနိုင်စရာကောင်းတာကခူဖူပိရမစ်ဟာကမ္ဘာမြေရဲ့မြောက်အရက်ကိုအလွန်နီးပါးပြည့်ပြည့်စုံစွာချိန်ညှိထားပြီးတော့အမားအရင်းကလည်း0.057လောက်သာရှိပါတယ်ဒီခေတ်မှာဒီလိုတိကျတဲ့တည်နေရာကိုရှာဖွေတွေ့ရှိဖို့ဆိုရင်ဂျိုရုနီးပညာကိုအားကိုးဖို့လိုအပ်ပါတယ် ယ်။လွန်ခဲ့တဲ့နှစ်ပေါင်း4500ဂျီခစ်ရှေဟောင်းအီဂျစ်လူမျိုးတွေဟာဒီလူမျိုးကိုဘလို့လှုပ်ဆောင်နိုင်ခဲ့တာလဲ။မကြခင်ကာလမှာဒီလျှက်ဝှက်ချက်တွေကတစ်ခုပြီးတစ်ခုဖြည့်ရှင်းနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ဒါပေမဲ့အီဂျစ်လူမျိုးတွေဟာသူတို့ရဲ့ ဉာဏ်ပညာအားလုံးကိုအုတ်ဂူတစ်ခုတိဆောက်ဖို့အသုံးပြုခဲ့တာဟာသူတို့ရဲ့စိတ်ဝိညာဉ်တွေကလည်းကောင်းကင်ယံကကျယ်ရီလိုပဲစကြဝဠာထဲမှာလွတ်လပ်စွာလှည့်လည်သွားလာနိုင်ဖို့မျှော်လင့်ခဲ့ကြတာဖြစ်မယ်လို့ယူဆကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့ like and subscribe လေးပြုလုပ်ခဲ့ကြပါအောင်နော်။ထပ်ပြီးတော့ဒီထက်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုတင်ပေးပါအောင်မယ်။ကျေးဇူးတင်ပါတယ်ရှင်။